ရှင် Astro Garden Channel မှာကြိုဆိုပါတယ်ရှင် Astro 2လေးယနေ့နှစ်ခတ်စီစဉ်မှာ2025မေလ30ရက်တောက်ကြံရီအတွက်ဆောင်းရန်ရှောင်းရန်နှစ်ခတ်ချိန်ကာလကိုကျွန်မမနှင်းပိုင်နဲ့ဒူးမရွှေရင်းဝန်တို့ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်2025မေလ30ရက်တောက်ကြံရီအတွက်တောက်ကြသားသမီးများအပေါ်ပုံမထီရောက်နိုင်တဲ့ကောင်းမွန်တဲ့နှစ်ခတ်ခုနှစ်ပါနဲ့မိမိတို့ရဲ့လုပ်ငန်းကိစ္စများဆောင်ရွက်နိုင်ရန်ကောင်းမွန်တဲ့နှစ်ခတ်ချိန်ကာလကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ နနက်6:58မိနစ်မှနနက်9:18မိနစ်အချိန်အရဆိုရင်ဖုံးကန်ကြီးမင်းနဲ့တနက်ကကင်ကြောက်တဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်။နနက်9:55မိနစ်မှနနက်10:55မိနစ်အချိန်အရဆိုရင်စံထအောင်မြင်ပြီးမြင့်တားအိမ်ကန်ကောင်းမွန်တဲ့ဆုံးနှက်ကကင်ကြောက်တဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်။ နနက်တနာ yı 18မိနစ်မှနနက်တနာ yı 38မိနစ်အချိန်ရဆိုရင်ဖြင့်ဘယ်လိုကိစ္စကိုမဆိုလောက်ကైဆောင်ရပါကအထွတ်ထိပ်ရောက်ရှိအောင်မြင်မယ်အဒီပတိနက်ခတ်ဂိမ်းကြတဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်နနက်တနာ yı 28မိနစ်မှနနက်တနာ yı 48မိနစ်အချိန်ရဆိုရင်ဖြင့်ယာရုဩဇာအာနာကြီးမြင်မယ်ထီးဖြူနက်ခတ်ဂိမ်းကြတဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင် နနက်3:05မိနစ်မှနနက်3:25မိနစ်အချိန်ရဆိုရင်ဖြင့်အိမ်ချမ်းမြေအရာဝယ်ကိစ္စရပ်များအကျိုးပြုမဲ့စင်ဖြူနက်ကတ်ကင်ကြောက်တဲ့အချိန်ကပဲဖြစ်ပါရဲ့ရှင်။နနက်6:00မှနနက်6:20မိနစ်အချိန်ရဆိုရင်ဖြင့်ငွေကြေးရှင်ငွေရတနာထိကန်ဆမ်းမှုကံကောင်းမွန်စေမဲ့ရတနာနက်ကတ်ကင်ကြောက်တဲ့အချိန်ကပဲဖြစ်ပါရဲ့ရှင်။နနက်9:40မိနစ်မှနနက်10:00အချိန်ရဆိုရင်ဖြင့် တာသမီယန္တနာများထွန်းကားရရှိစေနိုင်တဲ့တန်တီနက်ခတ်ကင်းကြတဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်ဆက်လက်ပြီးဒုတိယခန်းကဏ္ဍအနေဖြင့်တောက်ကြသောသမီများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့စိုးကျိုးနက်ခတ်အချိန်ခါများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်နေ့လယ်2:35မိနစ်မှနေ့လယ်2:55မိနစ်အတွင်းမတော်တဆတိကြိုက်တံရန်ရရှိမှုတွေအသေးစိတ်ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့မရဏနက်ခတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။ ညနေ9:28မိနစ်မှညနေ9:48မိနစ်အတွင်းအမှုကင်းပြဿနာတွေစိတ်ပူပန်စရာတွေဖြစ်စေနိုင်တဲ့တောကနက်ခတ်ကင်းကြောက်ရွံ့တဲ့အချိန်ဖြစ်ပါတယ်ရှင်။နေ့လယ်12:59မိနစ်မှာနေ့လယ်12:19မိနစ်အတွင်းဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့စေတိုင်းနက်ခတ်ကိန်းကြောက်ရွံ့တဲ့အချိန်ဖြစ်ပါတယ်ရှင်။ည9:33မိနစ်မှာည9:53မိနစ်အတွင်းမိတ်ဆွေသင်္ကာများဆုံးရှုံးပျက်စီးစေနိုင်တဲ့မိတ္တုနက်ခတ်ကိန်းကြောက်ရွံ့တဲ့အချိန်ဖြစ်ပါတယ်ရှင်။ နေ့လယ်7:49မိနစ်မှနေ့လယ်12:09မိနစ်အတွင်အလုံစီပွားထိခိုက်ဆုံးရှုံးမှုများဖြစ်စေနိုင်တဲ့ဘင်ကနက်ခတ်ကိန်းကြောက်ရွံ့တဲ့အချိန်ဖြစ်ပါတယ်ရှင်။ရခူးဖော်ပြပေးခဲ့တဲ့နက်ခတ်အချိန်ခါများသည့်တောက်ကြသတ္တမီများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့နက်ခတ်အချိန်ခါများပဲဖြစ်ပါတယ်ရှင်။ဒီနက်ခတ်အချိန်ခါများကိုသမီးတို့ရဲ့ဆရာဆရာဦးဆရာကိုကိုယ်တိုင်မှအသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါတယ်ရှင်။သမီးတို့ရဲ့ယနေ့နက်ခတ်အစီအစဉ်ကိုအခုအားပေးခဲ့ကြတဲ့မိသားစုများရဲ့ကျေးဇူး